ဒီနေ့မှာကျွန်တော်နှုတ်ကပတ်တော်ကိုကျွန်တော်ဝင်ငါချင်တဲ့နှုတ်ကပတ်တော်ရဲ့ကောင်းဆိုင်ကတော့ယူပါယုံရှိတော်သူတွေရဲ့အတ္တတွေကိုကျွန်တော်ဒါအဲ့အရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နှုတ်ကပတ်တော်ကိုကျွန်တော်ဝင်ငါချင်တာဖြစ်ပါတယ်ယောသတ်အကြောင်းပေါ့နော်ယောသတ်အကြောင်းကိုကျွန်တော်အနေနဲ့ဝင်ငါတော်ချင်တာဖြစ်တယ်ယောသတ်ရဲ့အတ္တတွေကိုကျွန်တော်ကြည့်တဲ့အခါမှာဖယားသခင်ကယောသတ်ကိုပထမဦးဆုံးပါကူပေးလဲဆိုတော့ယူပါယုံကိုပထမဦးဆုံးပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့အတ္တတွေမှာလည်း ဖះကိုယူကျွန်တော်တို့ကိုရှာတယ်ဒီနေရာမှာဇုံးမာလာပါဝင်ကြတယ်ဖះရဲ့နှုတ်ပတ်တော်ကိုစာငတ်လေကျွန်တော်တို့ကဒီဇုံးမာလာပြီးတော့လာပါဝင်ကြတယ်ဘယ်ဘယ်အရာတွေကျွန်တော်တို့ပါဝင်နေကြမှန်းတခါတလေမှာကျွန်တော်မသိဘူးနောက်ကျွန်တော်ဇုံးရှိလို့ဒီတိုင်းလာပါဝင်နေကျွန်တော်ရဲ့အတ္တထဲမှာတဆုံတစ်ခုရမယ်ဆိုတော့မျောလင်းချက်နဲ့ဒီနေ့မှာနော်လာနာထောင်ကြတဲ့သူတွေအများကြီးရှိမှာပါ ဒီနေ့တဆုံတစ်ခုကျွန်တော်ဖခင်ကကျွန်တော်ကိုစကားပြောမယ်။နော်ဒီမှာကျွန်တော်တငင်ချင်းကလာခေါ်လို့တငင်ချင်းကဝန်ခိုင်းလို့ဝန်တာဆိုတာထက်ကျွန်တော်ဒီနေ့မှာဒီနေ့နှုတ်ကပတ်တော်ဒီနေ့စားပြီးမှကျွန်တော်တဆုံတစ်ခုရကိုရမယ်ဆိုတော့ညော်နေချင်းနဲ့ဒီမှာလာပါဝင်နေသူလည်းရှီကောင်းရှိလိမ့်မယ်ဒီနေ့အာမင်ဟာလေလုယာဒီနေ့မှာကျွန်တော်ကျွန်တော်နှုတ်ကပတ်တော်ကယောသရဲ့တက်တာထဲမှာ သူကအိမ်နေယူပါယုံဖခင်ရခင်ကသူ့ကိုပထမဦးဆုံးအိမ်မက်ယူပါယုံကိုပေးတယ်။အဲ့ဒီအိမ်မက်ယူပါယုံတွေကိုပဲအများနဲ့ဆွေးနွေးတဲ့အရာကိုကျွန်တော်တွေ့ရတာဖြစ်တယ်။ဆရာကြီးတွေဝင်ငိုင်းထဲမှာခေါင်းကြီးရတဲ့အရာတခုရှိတယ်။လူငယ်လေးတယောက်ကတဲ့သူပါပဲလုံရပါပဲလုံလို့ဘလို့ပဲခေါင်းအောင်ဂျိုးစာဂျိုးစာဘလို့ပဲနေနေနော်အများနဲ့လူတွေကဝေအများနဲ့ဝေဖန်တယ်အများနဲ့အပြစ်တင်တယ်လူတွေကတိုက်ခိုက်တယ်လူတွေရဲ့နော်အာ သူ့ကိုအတင်းပြောကြတယ်လူတွေသူတို့ဝေဖန်ကြတယ်အပြစ်တင်ကြတယ်အဲ့ဒါကဘာဖြစ်လို့လဲလို့ကျွန်တော်ဆရာကိုသွားမိတဲ့အခါမှာဆရာကပါပြန်ပြောလဲဆိုတော့ယူပိုင်ုံရှိတဲ့သူတွေကအဲ့ဒီယူပိုင်ုံရှိတဲ့သူတွေကတကယ်အဲ့ဒီသူတို့ရဲ့အတ္တထဲမှာတိုက်ခိုက်မှုရှိတယ်တဲ့ဝေဖန်မှုဆိုတာရှိကိုရှိစမြဲပဲတဲ့ယောသတ်ရဲ့အတ္တထဲမှာလည်းကြီးတဲ့ခါမှာတဲ့သူ့မှာယူပိုင်ုံအစမှာယူပိုင်ုံသူဖျားနေခင်က သူ့ကိုယူပါယုံမပေးတဲ့ခါမှာညီအကိုတွေကလည်းအကုန်လုံးတဲကြတယ်။သူ့အဖေကလည်းသူ့ကိုချစ်တယ်။နော်မတူတော့ဘွဲ့လုံးတွေကိုလည်းသူကိုပေးထားတယ်လို့ကျွန်တော်ကျမ်းစာထဲမှာရေးထားတာဖြစ်တယ်။ဒါပေမဲ့သူ့ကိုဖယားနေခင်ကယူပါယုံစတင်ပြီးတော့ပေးလာတဲ့ခါမှာလူတွေကညီအကိုတွေကသူ့ကိုမကြိုက်ကြတော့ပြီးတော့သူ့ရဲ့အဖေကိုယ်တိုင်ကလည်းသူ့ကိုသူ့ရဲ့အိမ်မက်ယူပါယုံကိုပြောတဲ့ခါမှာသူ့ရဲ့အဖေကိုယ်တိုင်ကမကြိုက်တော့ဆိုတော့အဲ့ဒီအကြောင်းတွေကိုပြောပြတဲ့ခါမှာ ယူပိုင်အောင်ရှိတဲ့သူတွေတင်းရဲ့အသက်တာထဲမှာဒီမှာရှိနေတဲ့နှုတ်ကပတ်တော်ကိုခံယူကြတဲ့ညီကူမောင်နှမတွေတင်းရဲ့အသက်တာထဲမှာတခါတလေမှာရန်သူတင်းကိုဝေဖန်တက်ခိုက်တဲ့သူတွေကကိုယ့်အဝေးကြီးမှာရှိနေမနေဘူး။နော်လိုင်းပေါ်မှာရှိနေဘူး။တခါလေမှာကိုယ့်ရဲ့မိသားစုဝင်တွေဖြစ်ကောင်းဖြစ်လိမ့်မယ်။တခါတလေမှာကျွန်တော်ရဲ့အနီးနားဆုံးမှာရှိနေတဲ့အနီးဆုံးမှာရှိနေတဲ့သူတွေလည်းဖြစ်တတ်တာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီအရာကကျွန်တော်ဘာအဲ့ဒီအရာတွေကိုဂျုံလာရတယ်။ ကျွန်တော်ခက်ခဲခြင်းတွေကိုသူများတွေနော်အပြစ်တင်လာတဲ့ဝေဖန်မှုတွေတင်ကြုံလာပြီဆိုရင်အသင်ကတကယ်ယူပိုင်အောင်ရှိတဲ့သူတွေဖြစ်တယ်။အာမင်ဒီမှာရှိနေတဲ့သူတွေအားလုံးပဲပနေအောင်ယူပိုင်အောင်ရှိကြလေ။အာမင်ဟာလေလုယာဒီမှာရှိနေတဲ့သူတွေကယူပိုင်အောင်ရှိတဲ့သူတွေဖြစ်တယ်။ယူပိုင်အောင်ရှိတဲ့သူတွေကအရန်ချောချောမွေ့မွေ့လေးဘယ်သူမှမနေရပါဘူး။ကျမ်းစာထဲမှာကျွန်တော်တွေ့ရတယ်ယူပယုံရှိတဲ့သူတိုင်းကအဲ့ဒီယူပယုံတွေကို အဲ့ဒီလူပိုင်ုံကိုခြေလှမ်းလိုက်လှမ်းနိုင်ပို့ရအတွက်ကျွန်တော်ကယူပိုင်ရှိတဲ့သူတွေပဲအဲ့ဒီအခက်ခဲဆိုတာကြုံရတာဖြစ်တယ်အဲ့ဒီအခက်ခဲကလည်းအဲ့ဒီယူပိုင်ုံအထဲကိုဝန်ဆားနိုင်ပို့ရအတွက်သွင်းအားပေးတဲ့အရာတစ်ခုဖြစ်တယ်အာမင်ယောသကိုကျွန်တော်ကြည့်တဲ့အခါမှာယောသကသူ့ရဲ့အသက်တာထဲမှာဖခင်ခင်ကသစုံတစ်ခုသူ့ကိုနော်အိမ်မက်ယူပိုင်ုံပေးလာတဲ့အခါမှာ ညီကိုတွေကသူ့ကိုမကြိုက်ကြဘူးဒါပေမဲ့သူ့ကိုမုန်းကြတယ်ဒါပေမဲ့ပါပါလို့ရလေဒါယောသရဲ့တက်တာထဲမှာကျွန်တော်ပါပါတွေ့ရလေဆိုတော့ယောသကသူ့ကိုဘယ်တော့ပဲမုန်းမုန်းနေပဲပြောပြောသူ့ကိုအမြင်ကတ်တယ်ပဲပြောပြောသူကသူ့ရဲ့အကိုတွေကိုအများအားမုန်းတွေတော့ပို့ပေးသေးတယ်စမ်းစာထဲမှာသူ့ကိုမုန်းနေတဲ့အကိုတွေကိုလည်းသူစိတ်မနာဟာငါ့ကိုမုန်းနေတဲ့ကျွန်တော်ဆိုရင်ကိုကိုမုန်းနေတဲ့သူတယောက်ကိုမုန်းသွားကြွေးခိုင်းဆိုရင်လည်း ကျွန်တော်ဆိုရင်သွားကျွေးမှာမဟုတ်ဘူးเนาะကိုယ့်ကိုမုန်းနေကိုယ့်ကိုမကြည့်ချင်တဲ့လူတယောက်ဆိုရင်ကျွေးချင်တယ်နဲ့စိတ်ရှိရင်တော့မကိုယ့်ကိုမကြည့်တဲ့သူတွေကိုယ့်ကိုမုန်းနေတဲ့သူတွေကိုယ့်ကိုမလိုအပ်တဲ့သူတွေကိုကျွန်တော်သွားကျွေးမွေးရမယ်သွားပြုစုရမယ်ဆိုတာဟိုကအတ္တိအိယာတွေကလို့မလွယ်ဘူးเนาะကျွန်တော်ရဲ့တက်တာထဲမှာဒါပေမဲ့ဖျားရခင်အတူပါရှိတဲ့ယောသယူပိုင်းအောင်ဖျားရခင်ကိုယ်တိုင်ထည့်ပေးထားတဲ့ယောသရဲ့တက်တာထဲမှာဆိုရင်သူ့ရဲ့အကူတွေကဘလောက်ပင်မုန်းနေပါစေ အမြဲတမ်းသူတို့ကိုပြန်ပြီးတော့အစီခံဖို့ရန်အတွက်ဝယ်မလီဘူးဖြစ်တယ်။ဟာလေလုယ။ဒရိုသက်တာထဲမှာလည်းဖယားနခင်ကကျွန်တော်တို့ယူပိုင်ုံတွေကြီးကြီးမားမားတော့ထားတယ်။တစုံတစ်ခုကျွန်တော်ဂျုံလာပြီဆိုရင်အဲ့ဒီຢာတွေပြဿနာတွေကိုပဲအမြဲတမ်းညီးသွားနေမယ်ဆိုရင်ကျွန်တော်ကအဲ့ဒီဘန်းတိုင်ကိုကျွန်တော်ဘယ်တော့မှရောက်နိုင်ပါမို့။အောင်မြင်တဲ့သူတိုင်းကဘန်းတိုင်ကိုရောက်အောင်အမြဲတမ်းခြေလှမ်းလှမ်းနေသူတွေဖြစ်တယ်။ဟာလေလုယ။ယောသက်က သူ့ရဲ့အကိုတွေကမုန်းနေကြပြီမဲ့သူ့ကိုတော့တွင်းထဲမှာပြစ်ချခံရတယ်ပြီးတော့တော့သူ့ကိုရဲရဲဆက်ဆက်ရောင်းစားလိုက်တယ်ကျွင်ပေါ်ဘအနေနဲ့ရောင်းစားလိုက်တယ်ကျွန်တော်မလေးရှားနိုင်ငံမှာရှိကျွန်တော်ဒီနေရာမှာဆိုရင်ကျွန်တော်ကကိုလိုအခန်းနဲ့ကိုအများနဲ့လှုပ်ရှားတယ်เนาะဒီမလေးရှားနိုင်ငံမှာဆိုရင်ကိုလာကုန်ပြီဆိုရင်လာစာထုတ်ရတယ်လာစာလာခရတယ်ယောသက်ကကျွန်တော်ထက်အစ်စ်နေတယ်ကျွန်တော်ကလာစာရှိเนาะယောသက်ကလာစာမရှိဘူးသူအလုပ်ပင်ပင်ပန်းပန်းနဲ့အလုပ်လုပ်ရတယ် ဒါပေမဲ့သူ့မှာဘာမှလာခလည်းမရှိဘူးအဲ့ဒီဘုံဘွားကိုရောင်းစားလိုက်ကြတဲ့သူ့ရဲ့ညီကိုတွေကိုပင်လေသူတို့ကိုပြန်ပြီးတော့ကျွေးမွေးခွင့်သူပြန်ပြီးတော့ကျွေးမွေးတဲ့သူဖြစ်လာတယ်ဖြစ်တယ်အာမင်တင်းရဲ့နှလုံးသားကဘယ်လိုမျိုးနှလုံးသားလဲဖျားကပေးထားတဲ့နှလုံးသားဖျားခင်ကအဲ့ဒီတားကြောင်းပဲဖျားခင်ကရောသက်ကိုရွေးချယ်တာဖြစ်တယ်သူ့ကိုယူပိုင်အောင်ကြီးကြီးမားမားပေးထားတာဖြစ်တယ်အာမင် hallelujah ်ဆက်ပြီးတော့ကျွန်တော်ကြည့်တဲ့အခါမှာလည်းเนาะအာကျွန်တော်ပါဝင်မြင်ရတယ်ဆိုတော့ Spotify မိမရဲ့ဒွိဆောင်ဖြားယောင်းခြင်းကိုလည်းခံရသေးတယ်။ဒါပေမဲ့ရောသားမှာရှိနေတဲ့အရာကအမြဲတမ်း तू ရှိတဲ့နေရာမှာအကောင်းဆုံးသူကအကျိုးစားတယ်။သူ့ရဲ့ယူပါယုံကိုအမြဲတမ်းဘာဖြစ်လဲဆွဲလန်းပြီးတော့အသက်ရှင်တာဖြစ်တယ်။ဖခင်ကပေးတဲ့ယူပါယုံကိုဒီနေ့ကျွန်တော်ရောက်ကိုရောက်ရမယ်။အဲ့ဒီနေရာမှာဖခင်ကကျွန်တော်ကိုပို့ဆောင်နေပြီဆိုပြီးတော့ယုံကြည်ခြင်းနဲ့သူကမျှော်လင့်ခြင်းနဲ့ ဖခင်ရဲ့ယူပေးထားတဲ့ယူပိုင်ကိုဆွဲလန်းပြီးတော့သက်ရှင်ဒီလိုပဲကျွန်တော်ရဲ့အသက်တာထဲမှာလည်းတဆုံတစ်ခုကျွန်တော်ရဲ့ဘေးပတ်ဝန်းကျင်ကနည်းနည်းပါးပါးတိုက်ခိုက်လာတယ်နည်းနည်းပါးပါးပြစ်တင်ဝေဖန်လာပြီဆိုရင်အဲ့ဒီအရာတွေကိုကျွန်တော်ကပြန်တုံ့ပြန်ဖို့ပဲအများနဲ့စဉ်းစားတတ်ကြတယ် no အဲ့လိုမျိုးမတုံ့ပြန်ရအောင်ယောသကဖခင်ခင်ကသူ့ကိုယူပိုင်ုံပေးတဲ့အပေါ်မှာပြပဝန်းကျင်ကသူ့အနေနဲ့လမ်းမနေပြီနေရတဲ့လူမျိုးเนาะအယူ အယူလိုပဲဖះတင်းတင်းနော်ပတ်စံရှာဖို့လာပြီးတော့မလေးရှားနိုင်ငံမှာနော်ဒီလူမျိုးဖះဖះရဲ့နိုင်ငံတော်တယ်မလို့ပြောလို့ဆရာမလိုပါဘူးဒီလောက်ထိမလိုပါဘူးပြောတဲ့သူတွေအဲ့ဒီအချိန်မှာလဲနော်အဲ့လိုမျိုးပြောတဲ့သူရှိကောင်းရှိလိမ့်မယ်ကိုယ့်ရဲ့မိသားစုဝင်တွေထဲကပဲလဲဖះရဲ့နိုင်ငံတော်တယ်မှာဖေကိုရဲ့ဖះကကျွန်တော်ကိုကိုယ့်ကိုယူပိုင်ယူပေးထားတဲ့အပေါ်မှာအသက်ရှင်ခြင်းနဲ့သွားခြင်းနဲ့အဲ့ဒီအပေါ်မှာဘေးပတ်ဝန်းကျင်တွေကအနောက်ရှက်ပေးလာမယ် ပြောဆိုလာမယ်ပြစ်တင်လာမယ်ဆိုရင်ယောသလိုပဲတင်ပညာရှိရှိနဲ့အဲ့ဒီရာကိုကျော်လွှားနိုင်ဖို့ရအတွက်တင်ဖရားခင်နဲ့သူတန်ရှင်တော်ဝိညာဉ်တော်နဲ့သူတင်ဖြစ်နေဖို့ရအတွက်လိုအပ်တာဖြစ်တယ်ယောသကဖရားနဲ့သူရှိတဲ့အခါမှာသူကရှိတဲ့နေရာတိုင်းမှာအကြံထမ်းကြောင်းတယ်ဖရားခင်ကယေရှုပြုတယ်လို့ကျမ်းစာထဲမှာရေးထားတာဖြစ်တယ်အာမင်ကျွန်တော်နှုတ်ကပတ်တော်ကိုကျွန်တော်ဖတ်ရကပ္ပဦးချန်90ကျွန်တော်16ကနေ20ထိကျွန်တော်ဖတ်ဆီခြင်းတယ်ဒီနေရာမှာပါဘူးတွေ့ရလဲဆိုတော့ ကျွန်တော်တို့သူ့ရဲ့အခက်ခဲတွေအားလုံးကတဲ့သူ့ကိုရောင်းစားလိုက်တဲ့အရာတွေသူ့ကိုမုန်းတီးတဲ့အရာတွေသူ့ကိုဂျင်းနဲ့ပစ်ချလိုက်တဲ့အရာတွေအဲ့ဒီအရာတွေအားလုံးကတဲ့ဖယားနှခင်ကသူ့ရဲ့ယူပါယုံတွေကိုကြီးစီဖို့ရတဲ့တင်တို့ကိုအဲ့လိုမျိုးဖြစ်စီတာလို့သူကပြောလိုက်တဲ့စကားဖြစ်တယ်။အမှန်ဆိုရင်သူ့ကိုနော်ရဲရဲဆဲဆဲရောင်းစားတဲ့သူတွေဒီလိုမျိုးကိုယ့်ကိုဝေဖန်တတ်ခိုက်တဲ့သူတွေ အကောင်းမြင်ဖို့နေနေတာတသူတို့ကိုကျေးဇူးတင်တယ်ယောသကဒီလိုမျိုးနှလုံးသားရှိတယ်ယောသကသူတို့ကိုအပြစ်မတင်မမုန်းဘူးဖြစ်တဲ့သူတို့မှာသူကတော့တကယ်နာကျင်ခံစားရမှာပါဒါပေမဲ့သူ့ရဲ့တက်တာထဲမှာဖယားနဲ့ကိုပဲအမြဲတမ်းမှီကို တွေ့တာနေတဲ့သူဖြစ်တဲ့အတွက်သူ့မှာနာကြီးဖို့ရအတွက်အချိန်မရှိဘူးဖယားနဲ့ပဲအမြဲတမ်းချိန်ယူတယ်ဖယားနဲ့သူသွားတယ်အဲ့ဒီရမှာဖယားနဲ့ခင်ကသူလုတ်တဲ့ရပေါ်မှာမျက်နှာตาပြေးတယ် ်သူလှုပ်တဲ့ရာပေါ်မှာအကျံထမ်းမြောက်စေတယ်အာမင်ဟာလေလုယာဒီလိုပဲကျွန်တော်တို့အသက်တာထဲမှာကျွန်တော်ရှိတဲ့နေရာမှာเนาะဒီ home scene မှာပါဝင်ကြတဲ့သူတွေဒီတို့ရဲ့ပါဝင်တဲ့နေရာတိုင်းမှာသင်တို့ရှိတဲ့နေရာမှာအကောင်းဆုံးသာသင်တို့နှလုံးသားမှန်ကန်ပြီးတော့သင်တို့လှုပ်ကိုစ조사ပြီးတော့လှုပ်ကြည့်မတူဘူးဖခင်ကတင့်ကိုတင်းနဲ့အတူရှိတယ်လို့ပဲယောသန်နဲ့အတူရှိတယ်လို့ပဲဒီနှုတ်ရဲ့တက်တာထဲမှာလည်းဖခင်ရခင်ရအတူပါရှိချင်းမြင်တဲ့အခါမှာဒီနှုတ်ကသူ့မြင့်နေတာဒီနှုတ်ရဲ့ လှုပ်ဆောင်တဲ့အရာတိုင်းမှာအကျံထမ်းမြောက်ပြီးတော့အောင်မြင်လာမှာဖြစ်တယ်။ဟာလေလုယာကျွန်တော်တခါတလေမှလူတွေကိုကျွန်တော်ကိုယ်တခုပြောပြီဆိုရင်ကျွန်တော်နှစ်ခွန်းနှစ်ခွန်းသုံးခွန်းပြန်ပြောမှခြေနဲ့တဲ့အဖွဲ့တွေနော်ဒီလိုမျိုးဒီအရာကနဲ့ဒီမှာရှိနေတဲ့သူတွေမဟုတ်ပါဘူး။အာမင်။ယင်းတော့ကိုယ်တဆုံတစ်ခုလာပြောမယ်ဆိုရင်သုံးလေးခွန်းပြန်ပြောမှခြေနဲ့တဲ့အဖွဲ့နော်အဲ့ဒီအဲထဲမှာပါတယ်။ဒါပေမဲ့ဖျားရဲ့နှလုံးသားရလာတဲ့အခါမှာ ဖယားတခင်ရဲ့ချစ်ချင်းမြတ်တာကိုနားလဲတဲ့အခါမှာဖယားတခင်ကကျွန်တော်ကိုဘလောက်ချစ်လဲဖယားတခင်ရဲ့မြတ်တာကြီးကိုကျွန်တော်ရလိုက်တဲ့နေ့ကနေစပြီးတော့လူတွေကိုအဲ့လိုမျိုးစကားမပြောတော့ကျွန်တော်ရဲ့တက်တာတွေကပြောင်းလဲလာတယ်ဖယားတခင်ကိုကျွန်တော်ရှာဖွေတဲ့အခါမှာဝမ်းမြောက်လာတယ်ဖယားရဲ့အမှုတော်ထဲမှာဘဝစက်ကတဲ့အရာတွေပေါ်မှာဝမ်းမြောက်လာတယ်ပျော်ရွှင်လာတယ်အဲ့ဒီအရာကကျွန်တော်ရဲ့တက်တာထဲမှာကျွန်တော်ပါဝင်မြင်ရလဲဆိုတော့တစုံတစ်ခုကိုကျွန်တော်ရောက်တဲ့နေရာတိုင်းမှာเนาะ ဖခင်ရဲ့အတူပါရှိခြင်းအမြဲတမ်းခံစားရတယ်ကျွန်တော်ရောက်တဲ့နေရာတိုင်းမှာတတိယတွေเนาะကျွန်တော်ရဲ့လို့ပေါ်ကင်ဖက်တွေပဲတော်လောက်အောင်ကျွန်တော်ရဲ့အလုံအရှင်တွေတော်လောက်အောင်ကျွန်တော်ရဲ့เนาะကျွန်တော်နဲ့သက်ဆိုင်တဲ့သူတွေကအားလုံးကကျွန်တော်ကိုဝိုင်းပြီးတော့ချစ်ကြတယ်မျက်နှာตาပေးကြတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကတခြားသူတွေမဟုတ်တော့ဖခင်ရဲ့နှလုံးသားကိုနားလေတဲ့တဲ့ခါမှာအဲ့ဒီຢာတွေကဖြစ်ပေါ်လာတာဖြစ်တယ်ဖခင်ကိုတကယ်ချစ်တယ်ဆိုတာနှုတ်ကနဲ့ပြောပြီးမဲ့ ကျွန်တော်ပေးပတ်ဝန်းကျင်ကိုကျွန်တော်မချစ်နိုင်ဘူးကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့ကိုယ့်ပေးနာမှာရောက်လာတဲ့သူကိုမချစ်နိုင်ဘဲနဲ့ကျွန်တော်ကဖယားခင်ကအရန်ချစ်တယ်ဖယားခင်ကတော့တုံးပါဆိုပြီးတော့ပြောလို့မရအောင်အခါလေးမှာเนาะကျွန်တော်ပေးပတ်ဝန်းကျင်မှာဖယားပို့လာပေးတဲ့လူတွေရှိတယ်လို့ဖော်ကန်ဖက်ဖယားရဲ့နိုင်ငံတော်ထဲမှာတော်တော်ကောင်းเนาะကျွန်တော်အမျိုးမျိုးရှိပါကိုယ့်ရဲ့တငယ်ချင်းပေါင်းတင်တင်တွင်းနေထဲမှာဖယားခင်ကကိုယ့်ကိုတန်တင်စီမဲ့အရာတွေအများကြီးရှိတာဖြစ်ပါတယ်အဲ့ဒီအရာတွေကိုကျွန်တော်ကအကောင်းဆုံးနှလုံးသားမှန်ကန်စွာနဲ့ စိတ်ရှိရှိနဲ့အမြဲတမ်းလှုပ်ဆောင်မယ်သူ့ကိုတွင်းတင်မယ်ဆွဲခေါ်မယ်ဆိုရင်ဖယားခင်ကကျွန်တော်တနေ့ကျရင်အမြဲတမ်းမျက်နှာတာကိုကျွန်တော်လှုပ်တဲ့အရာပေါ်မျက်နှာတာပေးတာပေးတာချင်းလုံးဝတူပါမှုကိုဖြစ်တယ်ဟာလေလုယာကျွန်တော်နော်အာဒီတင်းတော်ထဲမှာကျွန်တော်ပါဝင်တဲ့အခါမှာကျွန်တော်ရဲ့အာဝိညာဉ်ကောင်းဆောင်တွေကျွန်တော်ဆီမအရန်တို့ဆိုရင်တို့ပေးနာမှာကျွန်တော်သွားထိုင်တဲ့အခါမှာတို့ရဲ့ယူပါယုံတွေကိုအများနဲ့ share လုပ်တယ် နော်သူတို့ရဲ့ယူပါယုံတွေသူတို့ပါလှုပ်ခြင်းနဲ့နော်အနာဂတ်မှာသူတို့လုပ်မဲ့အရာတွေသူတို့ရဲ့ယူပါယုံတွေကိုအများအားချပြတယ်။ဘာဖြစ်လို့လဲ။အဲ့ဒီယူပါယုံတွေမှာကျွန်တော်ကအဲ့ဒီအဲ့လိုမျိုးကျွန်တော်ရဲ့ကောင်းဆောင်တွေကအများအားနော်သူတို့ယူပါယုံတွေအတိုင်းလှုပ်ဆောင်ဖို့ရံအတွက်အမြဲတမ်းကိုယ့်ရှိမှအမြဲတမ်းပြောတဲ့အခါမှာသူတို့ရှိမှထိုင်တိုင်းမှာသူတို့နဲ့အတူတွားတိုင်းမှာသူတို့တွားမဲ့ level သူတို့တွားမဲ့နေရာတွေသူတို့တွားတွားချင်တဲ့ဖခင်ရဲ့နိုင်ငံတော်ထဲမှာ ဘယ်လိုမျိုးလုပ်ချင်တယ်နော်ဘယ်လိုမျိုးသွားမယ်ဆိုတော့သူတို့ရဲ့ယူပါယုံတွေကိုအများကြီးချပြပြီးတော့ပြောလာတဲ့အခါမှာကျွန်တော်ကြားကျွန်ကိုမှယူပါယုံတွေတော့နော်ကြီးကြီးမားမားမရှိပြီမဲ့ကိုယ့်ရဲ့ကောင်းဆောင်တွေယူပါယုံတွေကိုကျွန်တော်ချတဲ့အခါမှာဟိုဒါကကျွန်တော်ရဲ့ကျွန်တော်ဒီဒီလိုမျိုးကျွန်တော်လည်းလုပ်ရမယ်ကောင်းဆောင်တွေရဲ့ယူပါယုံတွေကိုအများကြီးချားလာတဲ့အခါမှာချားဖန်များလာတော့ကိုယ်လည်းယူပါယုံတွေထားတတ်လာတယ်ကိုယ့်ရဲ့ကောင်းဆောင်တွေယူပါယုံတွေအแทမှာကျွန်တော်လည်းတစုံတစ်ခုအဲ့ဒီမှာကျွန်တော်ပါဝင်ဆက်ကပ်ရမယ် တဆုံတစ်ခုကျွန်တော်တို့အသင်းတော်ထဲမှာကျွန်တော်ဖရားရဲ့နိုင်ငံတော်ထဲမှာတဆုံတစ်ခုလုပ်မယ်ကျွန်တော်လုပ်တဲ့အရာပေါ်မှာအကောင်းဆုံးစူးစမ်းပြီးလှုပ်ဆောင်မယ်ဆိုတော့နှလုံးသားမျိုးနဲ့ကျွန်တော်အစီခံခဲ့ကြတာဖြစ်တယ်ဒီလိုမျိုးဖြစ်လို့ပဲကျွန်တော်ကတော့ဗညာရေးပိုင်းဆိုင်ရာမှာဖရားရဲ့နိုင်ငံတော်ထဲမှာကျွန်တော်တော့အသုံးတဲမဲ့နေရာမှာကျွန်တော်ဘာမှမရှိပါဒါပေမဲ့ဖခင်ရဲ့နိုင်ငံတော်ထဲမှာကျွန်တော်အစီစာပြီးတော့ပါဝင်တဲ့အခါမှာကျွန်တော်ကနှိမ့်ချတယ်။ဟောလှုပ်ဆောင်တဲ့အရာတွေဟောဒီ အသင်းတော်ထဲမှာကျွန်တော်ပါဝင်တဲ့အခါမှာတမျက်စိလဲဂျမ်းတိုက်တဲ့အင်သာဆေးတဲ့နော်ဒီလူမျိုးတွေအားလုံးလို့တဲ့ဘာကျွန်တော်ရဲ့အထဲမှာဘာကိုတွေ့ရလဲဆိုတော့ကျွန်တော်ရဲ့ခေါင်းဆောင်တွေကိုကျွန်တော်မြင်ရတယ်ခေါင်းဆောင်တွေကဒီလူမျိုးအားလုံးလို့ကြတယ်ဒီလူမျိုးလှုပ်ဆောင်တဲ့အရာတွေကိုကျွန်တော်မြင်တဲ့အခါမှာကျွန်တော်ကူကအလုံငန်းခွင်နေတဲ့မှာတော့မှနော်ဒီလောက်လုံနေတာပဲဖခင်ရဲ့နိုင်ငံတော်ထဲမှာဖခင်ရဲ့အိမ်တော်ဆိုရင် ငါပိုလုတ်သိနာမဟုတ်ဘူးလားဆိုတဲ့နှလုံးသားကျွန်တော်ရသွားတဲ့ခါမှာကျွန်တော်ဘာပဲလုပ်လို့เนาะဒီဖះเจ้าမှာဆိုရင်เนาะအများရန်တော့ဂျမ်းတိုက်ရတယ်တမျက်စီလဲရတယ်ခုံစီရတယ်အနေဆုံးကအစကျွန်တော်အများရန်အများရန်အစိခံတယ်ဒီပါဝင်တဲ့เนาะအခုချိန်ကြည့်လဲကျွန်တော်အစိခံနေတော့မယ်ဘာဖြစ်လို့လဲကျွန်တော်ကဖះကဒီဒီနေရာမှာမှုတော်ဆောင်ဖို့ဖះရဲ့နိုင်ငံတော်ထဲမှာလုတ်ဆောင်ဖို့ပါဘူးဘာဖြစ်လို့ရွေးချယ်လာတယ်ဆိုတော့ကျွန်တော်ရဲ့တည်ချင်းတတ်ချင်းနဲ့မဟုတ်ဘူး ဖယားနိခင်ကိုချစ်ပြီးတော့အစီခံတဲ့အရာပေါ်မှာဖယားခင်ကကျွန်တော်ကိုရွေးချယ်တာဖြစ်တယ်။ဟာလေလုယ။ဒါကြောင့်ယောသက်ကလည်းသူ့ရဲ့တက်တာထဲမှာသူ့ရဲ့သူ့ရဲ့အရေးချင်းနဲ့ဘာမှမဟုတ်ဘူး။သူကဖယားနိခင်နဲ့အမြဲတမ်းရင်းနှီးတယ်။ဖယားနိခင်ကိုအမြဲတမ်းတိုင်ပင်တယ်။ဖယားနိခင်ပေးတဲ့ယူပါယုံတွေကိုအမြဲတမ်းဆွဲလန်းတဲ့အခါမှာ သူရောက်တဲ့နေရာတိုင်းမှာဖယားခင်ကကောင်းချီးပေးတယ်။ဖယားခင်ရဲ့အွယ်ကချီးရှိတာဖြစ်တယ်။အာမင်။ဆက်ပြီးတော့ကျွန်တော်နှုတ်ကပတ်တော်ဆက်ပြီးတော့ဖတ်ရအောင်။ ခေပြည့်ခန်းကြီး30အငဲကျွန်တော်ပြီးတော့မှာဖြစ်တယ်အငဲဘယ်ကနေဖတ်စီချင်လဲဆိုတော့ကျွန်တော်အာ35ကနေ36အထိကျွန်တော်နဲ့အတူဖတ်ဖတ်ရအောင်ဒီနေရာမှာကျွန်တော်ယောသရဲ့အတ္တတဲမှာယူပါယုံတွေဖျားနှခင်ပေးထားတဲ့ယူပါယုံတွေကိုသူမရလာခင်မှာသူကပါပါလို့အမျိုးမျိုးစုံစမ်းတော့ရှက်ချင်းအများကြောင်ရတယ်။နော်ပိုတီဖာအိမ်မှာ ရောက်သွားတဲ့အခါမှာလဲရောင်းစားလိုက်တဲ့အခါမှာလဲသူရောက်တဲ့အရာတိုင်းမှာဖယားနှခင်ကသူနဲ့သူရှိတဲ့သူလို့သူသူနဲ့သူရှိတဲ့အခါမှာသူမျက်နှာตาရတဲ့သူလုံတဲ့အရာပိုင်းမှာစီးပွားဖြစ်လာတဲ့သူရောက်တဲ့နေရာတိုင်းမှာအကောင်းဆုံးလှုပ်ဆောင်တဲ့အခါမှာသူလုံတဲ့အရာတိုင်းကအောင်မြင်လာတဲ့ဘိုးပွားလာတဲ့အဲ့ဒီအခါမှာဘော်ဒီဖာကအားလုံးကိုသူ့ရဲ့ PC စီစဉ်ဥစ္စာအားလုံးကိုရောသားလက်ထဲမှာအပ်လိုက်တယ်ဒါပေမဲ့သူမိမတော့မပါဘူးနော်သူမိမတော့မပါဘူး ဒါပေမဲ့သူမိမကဘာချင်းနေเนาะသူမိမကသူ့ကိုသွေးဆောင်နေဖယားခင်ကယောသတ်ကိုရွေးချယ်ရွေးချယ်တာကဘာဖြစ်စီဖို့လဲသူတရားပရင်ဖြစ်ဖို့ရအတွက်ဖယားခင်ကသူ့ကိုယူပိုင်အောင်ပေးထားတာဖြစ်တယ်ဒါပေမဲ့သူ့ရဲ့ယာသူကတော့သူတရားပရင်เนาะမကြုံခင်မှာသူတရားလင်ဖြစ်ခါလေးပဲเนาะဘောဒီဗာမိမအမျိုးသမီးကသူ့ကိုအမြဲတမ်းနေ့တိုင်းမှာသူသွေးဆောင်နေလို့ကျွန်တော်စမ်းစာထဲမှာရေးထားတာဖြစ်တယ် ဒါပေမဲ့သူ့ရဲ့သက်တာထဲမှာအများရန်ပေါ်ဒီဖာမင်းအမျိုးသမီးကသာသူ့ကိုသွေးဆောင်တဲ့အရာတွေကြာသွားလို့ရှိရင်ဘုရားသခင်သူ့ကိုရွေးချယ်ထားတဲ့ဒုတိယပင်သူဒုတိယပရင်မဖြစ်ဘဲနဲ့ဒုတိယလင်ဖြစ်သွားမှာဒါကြောင့်ဘုရားကကျွန်တော်တို့ကိုစုံစမ်းနှောက်ယှက်ခြင်းအမျိုးမျိုးဂျုံဂျုံခိုင်းတဲ့အရာအရာတိုင်းကကျွန်တော်တို့ကိုတကယ်ထိတ်ဆုံးမှရောက်စီဖို့ရန်အတွက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကပြီးဖို့ရန်အတွက်လိုအပ်တာဖြစ်တယ် ယူပယုံရှိတဲ့သူတွေဒီမှာရှိနေတဲ့သူတွေသင်တို့ရဲ့ယူပယုံတွေမရှိသေးတဲ့သူတွေယူပယုံကိုဒီအနေကနေစပြီးတော့အသင်းတော်ရဲ့ယူပယုံထဲမှာပူပေါင်းပါသင်ကိုယ်တိုင်ယူပယုံတွေကြီးကြီးမားမားထားပါယူပယုံတွေဖခင်ကပါပြောထားလဲဆိုတော့ယူပယုံမရှိတဲ့သူတွေကတဲ့ကြာတိတ်တော်မရှိအကျိုးမရှိဘူးတဲ့ကျွန်တော်ရဲ့ယူပယုံယူပယုံတွေမထားဘဲနဲ့လုပ်ငန်းတွေ အသေးဘလော့ပဲစူးစမ်းစူးစမ်းနှစ်ဆိုင်သုံးဆိုင်ပဲလုပ်လို့နော်မေအေးဘဲနဲ့နော်ပဲစူးစမ်းစူးစမ်းအဲ့ဒီယူပါယုံတွေကဘာဖြစ်လာဘာဖြစ်လာလဲကျန်းစာထဲမှာဘာပြောထားလဲအချိုးမရှိဘူးတဲ့အလကားပဲဘာမှအဲ့ဒီယူပါယုံတွေကလက်တွေ့လဲဘာမှမလုပ်ဘူးယူပါယုံကိုသွားချင်တဲ့ level ကိုလည်းဘာမှမစဉ်းစားထားဘူးဆိုရင်ကျွန်တော်ကစူးစမ်းတဲ့မြတ်အလကားပဲဖြစ်သွားမယ်ဖြစ်သွားမှာဖြစ်တယ်ဒါကြောင့် ဖခင်ကကျွန်တော်ကိုယူပိုင်အောင်ရှိတဲ့သူတွေနဲ့ပဲဖခင်ကအမြဲတမ်းအလုပ်လုပ်ချင်တဲ့ဖခင်ဖြစ်တယ်။အာမင်။ဒီမှာဒီနေ့ကနေစပြီးတော့ဖခင်ရဲ့နိုင်ငံတော်ထဲမှာကျွန်တော်သွားချင်တဲ့ဖခင်ရဲ့နိုင်ငံတော်ထဲမှာကျွန်တော်အလုပ်ဆောင်ချင်တဲ့ဖခင်ရဲ့အမှုတော်ထဲမှာကျွန်တော်ဆက်ကပ်ချင်တဲ့ကျွန်တော်ကကျွန်တော်ဖခင်ရဲ့နိုင်ငံတော်ထဲမှာပဲမဟုတ်ပါဘူး။ကိုယ်ပိုင်လုပ်ငန်းတွေလုပ်ချင်တဲ့ကိုယ်ပိုင်စီးပွားရေးတွေလုပ်ချင်တဲ့ဆိုရင်ပထမဦးဆုံးတင်းတက်တာထဲမှာရှိရဖို့ကတော့ နံပါတ်1ယူပါယုံရှိဖို့တော့လိုတာလိုအပ်တာဖြစ်တယ်။အာမင်။ယူပါယုံမရှိဘူးဆိုရင်ကျွန်တော်ကဖယားခင်ကပေးလို့မရယူပါယုံရှိတဲ့သူတွေကိုပဲဖယားခင်ကတော့ချမ်းစာထဲမှာအားလုံးကြည့်လိုက်ယူပါယုံရှိတဲ့သူတွေပဲဖြစ်တယ်။ယူပါယုံဖယားခင်ပေးထားတဲ့ယူပါယုံတွေကိုတခါတည်းကိုငုံတိုင်းကြည့်တော့ဖြစ်မလာပါဘူး။နော်ဒါပေမဲ့အဲ့ဒီကျွန်တော်တို့သွားမဲ့ယူပါယုံတွေထဲမှာအဲ့ဒီကျွန်တော်တို့ကိုတိုက်ခိုက်တဲ့အရာတွေနော်ယူ နော်ကျွန်တော်တို့ကိုတိုင်ကျွန်တော်တို့သုံးလူခုကိုလှုပ်ဆောင်လာလှုပ်ဆောင်လာမယ်ဆိုရင်အများအားဟိုကဝေဖန်လာတယ်ဟိုကပြစ်တင်လာတယ်ဟိုကနော်အများအားအဲ့လိုမျိုးတွေမုန်းတီးလာတဲ့စကားတွေမချိနဲ့တဲ့စကားတွေနော်မလိုအပ်တဲ့နော်မနာလိုတဲ့စိတ်တွေနဲ့အများအားကျွန်တော်ကိုတိုက်ခိုက်လာပြီဆိုရင်သူတို့ကအယူပိုင်မရှိလို့ဖြစ်တယ်သင်ကအယူပိုင်မရှိတယ်ဆိုရင်ဘယ်တော့မှသူတို့သူများအသိကိုပြမပြောဘယ်တော့မှသူတို့သူများ နော်မကောင်းကြောင်းပြောမှာမဟုတ်ဘူးသူများကိုမဝေဖန်ဘူးသူများကိုမတိုက်ခိုက်ဘူးဖြစ်တယ်ယောသကသူ့မှာယူပါရရှိတဲ့အတွက်သူ့မှာနော်မုံတိစရာတကယ်နာကြီးစရာတွေကြုံရပြီမဲ့သူ့မှာဘယ်တော့မှသူတို့ကိုနာကြီးတယ်နော်သူတို့ကိုမုံတယ်လက်စားချေမယ်ဆိုတဲ့ဟာဘယ်တော့မှသူ့မှာမတွေ့ရဘူးဖြစ်တယ်ဒါကြောင့်ယူပိုင်ရှိရှိတဲ့သူတွေနဲ့မရှိတဲ့သူတွေကအဲ့လိုမျိုးပွာတာဖြစ်တယ်။ယောယောသားရဲ့ ယူပိုင်ယူပိုင်ယောဒတ်ကရှိတဲ့ခါမှာသူ့ရဲ့အခက်ခဲဆုံးတွေကြုံရတယ်လူအနေနဲ့ဘက်တော်မှာခွင့်မလွတ်နိုင်တဲ့အရာတွေကြုံရတယ်ဒါပေမဲ့သူ့မှာလက်စားချေစင်တဲ့စိတ်မရှိဘူးဟာလေလုယာသူ့မှာတဲ့ဘာကိုပါတွေ့ရလဲဆိုတော့အမြဲတမ်းသူတို့ကိုခွင့်လွတ်ပေးတယ်ယူပိုင်ရှိလာတဲ့သူတွေကခွင့်လွတ်ခွင့်လွတ်တက်လာတယ်လူတွေကိုကျွန်တော်တို့ကခြေဆုပြုတ်တက်လာတယ် နှလုံးသားကောင်းစားလာတဲ့အကောင်းဆုံးလှုပ်ဆောင်တဲ့အရာပေါ်မှာအကောင်းဆုံးစူးစမ်းပြီးတော့နော်ကိုယ့်ရဲ့အခက်ခဲတွေကြုံလာတဲ့အရာတွေကိုကိုယ့်ရဲ့ပန်းတိုင်ကိုအရောက်ပို့နိုင်ပေးတဲ့လက်နဲ့တစ်ခုဆိုတဲ့အရာကိုနားလည်ပြီးတော့သွားလိုက်သွားတဲ့သူတွေဖြစ်လာတာဖြစ်တယ်။ယူပိုင်အောင်ရှိတဲ့သူတွေကအာမင်။ဒါကြောင့်ဒီနေ့ကနေစပြီးတော့တို့တင်တို့ကိုယူပိုင်အောင်ရှိဖို့ရန်အတွက်အားပေးခြင်းနဲ့ယူပိုင်မရှိသေးဘူးဆိုရင်ယူပိုင်တွေကိုကြီးကြီးမားမားထားပါ။ဟာတခါလေးမှာကျွန်တော်တို့အာအခုကျွန်တော်ရဲ့ ပရိုဖက်ဂျိုရှဝါအီရိုနော်အဲ့နှုတ်ကပတ်တော်ကိုသင်တို့နားထောင်ကြမယ်နော်နားထောင်ကြနားထောင်နေကြမယ်လို့သူယုံကြည်တာဖြစ်တယ်။နော်သူတို့ရဲ့နှုတ်ကပတ်တော်ကိုနားထောင်တဲ့အခါမှာနော်သူတို့ရဲ့ယူပါယုံတွေကိုခြားပြတဲ့အခါမှာအိုးကျွန်တော်ကအရင်ကယူပါယုံတွေကြီးကြီးမားမားထားလိုက်တဲ့အရာတွေကနော်အခုဆိုရင်ဘာမှမဟုတ်တဲ့အရာတခုကိုဖြစ်သွားတယ်။သူတို့ရဲ့ယူပါယုံတွေကကပပတ်ပြီးတော့ကပါတွေကျော်ဆုံးသောဝိညာဉ်မီလီယံမီလီယံတချင်နဲ့ ရှိတဲ့เนาะတန်းတရာချီတော်မှာဟောဖို့ရန်အတွက်သူတို့မှယူပါယုံဒီလောက်ပဲရှိတယ်သူတို့မှငွေရေးကြီးရေးတွေဘာညာမိသားစုစားဝတ်နေရေးတွေမဟုတ်တော့ဖျားခင်ကကြီးမားဆိုတာအသုံးပြုနေဒီမှာရှိနေတဲ့သူတွေလည်းဖျားခင်ရဲ့ယူပါယုံတွေအတိုင်းတင်လို့လိုက်လျှောက်နေမယ်เนาะသူဖျားခင်ကတင်လို့ကိုပေးထားတဲ့ယူပါယုံအတိုင်းတင်လို့လည်းသွားနိုင်တာဖြစ်တယ်အာမင်ယောသတ်တဲ့ယောသတ်နဲ့သူရှိတဲ့ဖျားကလည်းကျွန်တော်တို့ကိုးကွယ်တဲ့ဖျားခင်ပဲဖြစ်တယ်အာမင် ဒီရာထကကျွန်တော်တို့ကနော်သူယောသားရဲ့ကိုးကွယ်တဲ့ဖခင်ကတတ်တတ်ကျွန်တော်တို့ရဲ့အသည့်တမတိကတတ်တတ်တမဟောင်းကတတ်တတ်မဟုတ်ဘူးကျွန်တော်တို့ကိုးကွယ်တဲ့အရာကကျွန်တော်ကိုးကွယ်တဲ့ဖခင်ကလည်းမောရှိတို့ရဲ့ဖခင်ဖြစ်တယ်အာဗြဟံတို့ရဲ့ဖခင်ဖြစ်တယ်ကျွန်တော်ကိုးကွယ်ရတဲ့အတူတူပဲကျွန်တော်လည်းဖခင်ကသူတို့ကိုချီးမြှောက်တယ်လို့ကျွန်တော်ကိုချီးမြှောက်နိုင်တယ်ကျွန်တော်ကယူပယုံတဲ့အတိုင်းကျွန်တော်ကသွားချင်တဲ့ level မှာကျွန်တော်အကောင်းဆုံး ပါဝင်ပြီးတော့ဆက်ကပ်လို့ရှိရင်တင်းတို့လုတ်တဲ့အရာပေါ်မှာအကျန်ထမ်းမြောက်စီမှာဖြစ်တယ်။တင်းတို့ရဲ့เนาะအခက်ခဲအသားစီးတွေကိုတင်းအဲ့ဒီကြားထဲမှာမချရှုံသွားပါနဲ့။เนาะတခါလေမှာဖရားရဲ့နိုင်ငံတော်ထဲမှာသွားတဲ့အခါမှာကိုယ့်ရဲ့ယူပါယုံတွေတချို့သောသူတွေကိုကျွန်မြင်ရတယ်။ဖရားနိခင်ကသူ့ကိုအုံပြုတ်ချင်တယ်။ဖရားရဲ့ယူပါယုံတွေဘန်းတိုင်ကိုရောက်ခါနင်းလေးမှာသူကခန်းစားချက်နော့ကိုခန်းစားချက်တစ်ချက်ကလေးကိုသူတို့ကြီးတဲ့အခါမှာခန်းစားတဲ့အခါမှာအဲ့ဒီယူပါယုံတွေကိုအကုန်လုံး ်သူစ조사ခဲ့တဲ့များအရင်တုန်းကဖိုးခတ်ပေးခဲ့တဲ့များကအကုန်လုံးအလကားဖြစ်သွားတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်အရေးကြီးတယ်เนาะယောသက်ကသူ့ရဲ့ယူပိုင်ုံတွေကိုအမြဲတမ်းသူဆွဲလန်းတဲ့အခါမှာသူရောက်တဲ့နေရာတိုင်းမှာမျက်နှာตาရတယ်။သူရောက်တဲ့နေရာတိုင်းမှာကောင်းဆောင်ဖြစ်ရတယ်။သူရောက်တဲ့နေရာတိုင်းမှာဖျားနိခင်ရဲ့အတူပါရှိချက်အမြဲတမ်းခံစားရတယ်။သူအမြဲတမ်းရှာနေတဲ့အရာကရွှင်ငွေတွေမဟုတ်ဘူး။သူကသူကပရင်ချစ်ချင်လို့ဒီလိုမျိုးလှုပ်ဆောင်နေရလဲမဟုတ်ပါဘူး။ ဒါပေမဲ့ယာထူးတွေငွေရွှေငွေကုန်ကာတနာတွေကယူပိုင်ရရှိတဲ့သူစီမှာအကုန်လုံးကရောက်သွားတာဖြစ်တယ်။အာမင်။တင်းမှာယူပိုင်ရရှိပြီဆိုရင်အဲ့ဒီယာတွေအားလုံးရောက်လာမှာ။လောကမှာနာမည်လောကမှာနာမည်ကြီးချင်းလား၊ရွှေငွေလား။တင်းမှာလိုအပ်တဲ့အရာတွေဖျားနေခင်ကယူပိုင်ရတင်းမှာသာယူပိုင်ရအတိုင်းသွားတယ်ယူပိုင်ရရှိပြီးတော့ယူပိုင်ရှိရှိဖျားနေတဲ့သူသွားတယ်ဆိုရင်အဲ့ဒီအရာတွေအားလုံးတင်းစီမှာပြန်ရောက်လာမှာဖြစ်တယ်။အဲ့ဒီ ပိုင်ဆိုင်မှုတွေလောကအရာတွေကသင်စီမှာအကောင်လုံးကပြန်ရောက်လာမှာဖြစ်တယ်အာမင်ယောသက်ကယူပါယုံမဲ့ရှိတယ်သူလှုပ်တဲ့အရာပေါ်မှာအကောင်ဆုံးလှုပ်ဆောင်တဲ့အခါမှာဖယားနခင်ကသူရောက်တဲ့နေရာတိုင်းမှာထောင်ထဲမှာရောက်သွားတော့လေထောင်ထဲမှာထောင်မှုဖြစ်ရတယ်ခေါင်းဆောင်တွေပဲယူပါယုံရှိတဲ့သူတွေကရောက်တဲ့နေရာတိုင်းခေါင်းဆောင်တွေတော့အနိုင်ဆုံးမှာမဟုတ်ဘူးဒါကြောင့်တင်းရဲ့တတားထဲမှာယူပါယုံထားပါ တင်ယူပိုင်အောင်ထားလို့ရှိရင်ဒီရောက်တဲ့နေရာတိုင်းမှာတင်ကောင်းဆောင်ဖြစ်ရမယ်။ဘုရားကအသိကိုချင်းမြောက်မှာဖြစ်တဲ့ဒီရောက်တဲ့နေရာတိုင်းမှာလူများသူများရဲ့အောက်ဆုံးမှာတင်မနေရဘူး။ဘုရားကပါပြောထားတယ်။ဘုရားရဲ့သားသမီးတွေကအမြဲတမ်းနော်အမိမဖြစ်အောင်ကောင်းဖြစ်ရယောသရဲ့တက်တာထဲမှာလို့မြင်ရတယ်။သူကမြင်ရောက်တဲ့နေရာတိုင်းမှာအမြဲတမ်းသူကတော့ရောင်စားခြင်းဂျွံဘဝနဲ့ရောင်စားခြင်းအနေဆုံးဘဝကနေရောက်သွားပြီမဲ့ဖခင်ခင်သူပါရှိတဲ့သူဖခင်သူမှာယူပိုင်အောင်ရှိတဲ့ သူဖြစ်တဲ့အခါမှာသူရောက်တဲ့နေရာတိုင်းမှာအမြဲတမ်းထိတ်ဆုံးမှရောက်နေရတယ်။နော်မြင့်တဲ့တာဘေးချင်းခံစားရတယ်။ဒီလိုပဲဒီမှာရှိနေတဲ့သူတွေအညီကောင်မတွေအားပေးခြင်းနဲ့ဒီနေ့ကနေစပြီးတော့ယူပါယုံမရှိသေးဘူးဆိုရင်ယူပါယုံတွေဘုရားရှင်မှာကြီးကြီးမားမားတောင်းပါအဲ့ဒီယူပါယုံတွေကိုယူပါယုံထားပြီးသားတဲ့အရာတွေရှင်းလို့ရှင်းလေဆက်ပြီးတော့သွားပါတခါလေမှာယူပါယုံတွေကိုကျွန်တော်သွားခြင်းရောက်ခါနည်းလေးမှာကိုယ့်ရဲ့ခံစားချက်နောက်ကိုလိုက်တာ ။နော်လူတွေကအပိတင်ခဲ့တဲ့အာငါ့အလိုမျိုးပြောတယ်ဆိုပြီးခန်းစားချက်နောက်ကိုလိုက်တာမျိုးနော်ဒီလိုမျိုးတွေကျွန်တော်တင်ကြုံလာပြီဆိုရင်ရောတက်ရဲ့တက်တာကိုတင်ဒီနေ့မှာတင်းအတွက်ဖြစ်တယ်အာမင်ဒီနေ့တင်းဒီနှုတ်ကပတ်တော်ကိုခံယူတဲ့အခါမှာဖခင်ကတဆုံတစ်ခုတင်းရဲ့တက်တာထဲမှာထူးခြားမှုတွေဖခင်ကသူများနဲ့မတူတဲ့မျက်နှာသားတွေသူများနဲ့မတူတဲ့ဖခင်ခင်ကိုရှာတဲ့သူတွေဖခင်နဲ့အတူဖခင်ရဲ့မြင့်မောက်တော်ကိုရှာတဲ့သူတိုင်းကလောကအရာတွေအားလုံးကသူ့ကိုပြန်ရှာလာတာဖြစ်တယ် ယောသရဲ့သက်တာတွေကိုဒီမှာဒီအရာလေးနဲ့ဒီနှုတ်ကပတ်တော်နဲ့ခွင့်အားပေးချင်တာဖြစ်တယ်။အာမင်။အခုချိန်မှာကျွန်တော်သက်တာဒီကိုကျွန်တော်ဆက်ကဆုတောင်းရအောင်။